ရားတွေမှာတွေကမြန်မာပြည်တကယ်မချစ်မချစ်ကြဘူးဗျကိုကိုကျိုးစီးပွားအတ္တအတွက်မြန်မာပြည်ချစ်တယ်လို့လိန်နေကြတဲ့လူလိန်တွေပုံများပါတယ်အဲ့ဒီထဲမှာခမရမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ဆိုတော့ကျွန်တော်ဒီနေ့ဒီပထမဆုံးပြောပြပြမယ်အကြောင်းအရာကအာအလုံးကမနေ့ညရဲ့အဆက်လိုပဲပြောမလားပေါ့နော်မနေ့ညရဲ့အဆက်လိုပြောမလားတချို့ဟာလေးအဆက်လေးနည်းနည်းပြောစရာလေးကြံနေပေါ့နော်ဆိုတော့ဘာလဲဆိုတော့တစ်ချက်ကအာ အေးတရားပြီးသုံးလုံးကိုယ်တိုင်ကတော့လောဆိုတော့လူတက်မှုနဲ့တော့အမှုဖွင့်ခံလိုက်ရပြီဒါကတော့ဒီနေ့ကတော့အားလုံးသူတို့ဆိုသတင်းဌာနတွေဖတ်လိုက်ရင်တော့တွေ့ပါလိမ့်မယ်ဆိုတော့အေးတရားလို့တော့ကိုယ်တိုင်ပြီးသုံးလုံးထုတ်တဲ့ကိုယ်တိုင်ကတော့ဒါလူတက်မှုခေါင်းစဉ်အဟုတ်ရောက်သွားတယ်ရောက်သွားပြီးတော့လောဆိုတော့ဖန်စီအမှုဖွင့်ခံရပြီပေါ့နော်အဲ့တော့ကိုယ်တိုင်လောင်းဆင်ရပေဖြတ်ခံရမယ်သဘောပေါ့ဗျာဒါရှင်းနေပါပြီဒါတော့တကဖြစ်သွားတယ်နောက်တစ်ခုကအာနောက်တစ်ခုကဘာလဲဆိုတော့ဒီနောက်တစ်ခုကမနေ့ကပါပတ်သက်လို့ရှိရင်အနုပညာတဲ့အချို့ပေါ့အနုပညာတဲ့အချို့နဲ့ပတ်သက်တာပေါ့ ဒါလက်ကြော်ဒီနေ့နည်းနည်းလက်ကြံပြောမှာပေါ့ဆိုတော့အဲ့လက်ကြံပြောခင်မှာရုပ်ရှင်စီယုံရဲ့မြေနဲ့ပတ်သက်ပြီးရင်းစပြောပါမယ်ရုပ်ရှင်စီယုံမြေနဲ့ဆက်ဆက်ပြီးတော့မှကျွန်တော်လူပညာကိစ္စတွေတစ်ခုလုံးခြုံပြောပြရစီပေါ့နော်ဆိုတော့ရုပ်ရှင်စီယုံမြေဆိုတော့ရုပ်ရှင်စီယုံကတန်လင်းမြို့ထဲမှာရှိတဲ့သူတို့ပိုင်တဲ့မြေဆယ်ကကျော်ပေါ့နော်ဆယ်ကကျော်နဲ့ပတ်သက်ပြီးတော့မြေဆယ်ကကျော်နဲ့ပတ်သက်ပြီးတော့အဲ EY ခေါ်တာတော့ကျွန်တော်ဒီနေ့ဖတ်လိုက်ရပါတယ်ဖတ်လိုက်ရပါတယ်ပေါ့နော်ဆိုတော့ဒီကြည့်ရတာသူတို့လည်းညှိလို့နိုင်လို့အဆင်ပြေဘူးထင်ပါတယ်နော် အဲ့တော့ EY ခေါ်တယ်တဲ့ဆိုပြီးတော့ပြောတယ် EY ဆိုတော့ expression of interest လို့ခေါ်တဲ့ဟိုဒီစိတ်ဝင်စားမှုဖော်ပြလောပေါ့နော်ဆိုတော့တန်လျင်မျိုးနဲ့စစ်ပင်ကွင်းကျေးရွာအုပ်စုကွင်းအမှတ်6သုံးလုံးကွင်းမှတ် 666A နဘဲကမြောက်ကွင်းမှာရှိတဲ့မြေဧရိယာ10.16ဧကအဲ့ဒီဧကကိုရွှေရှင်ရွာ အင်ယာရေရုပ်ရှင်စတူဒီယိုတွေအောက်ဒိုးစက်တင်တွေတည်ဆောက်မယ်အဲအဲကြောင့်မလို့ရုပ်ရှင်စည်းရုံးနဲ့အကျိုးတူလုပ်မဲ့လူတွေစစ်ပေါ်ဝန်ဆောင်သူတွေလုပ်ငန်းရှင်တွေအနေနဲ့ EOI form မြန်မာနိုင်ငံရုပ်ရှင်စည်းရုံးကနေဝယ်နိုင်တယ်တဲ့အဲ့ဒါကို21ရက်နေ့နိုဝင်ဘာ21ရက်နေ့ကနောက်ဆုံးထားပြီးတော့ပြန်လည်သွင်းနိုင်ပါတယ်ဆိုပြီးတော့ဖိတ်ခေါ်ထားတယ်ပြောရရင်တော့ဒီသူတို့ရဲ့မြေဆယ်ကပုံမှာရုပ်ရှင်အဲရုပ်ရှင်စတူဒီယိုတွေအောက်ဒိုးစက်တင်တွေနောက်တစ်ခါဒီအင်ယာတွေပေါ့နော်ဒါတွေလုပ်ဖို့ဆိုတော့ပြောတာပါဆိုတော့ဒါတွေလုပ်ဖို့အတွက်ကိုသူကဖိတ်ခေါ်တာပေါ့နော်ဆိုတော့ရုပ်ရှင်စည်းရုံးမှာကလည်းဖိတ်ခေါ်စရာမြေတွေတော်တော်ပေါ်ဝင်ရပါတယ်ဟိုလှဲကူးမှလည်းအေက200 ခြံရင်းရှိတယ်အာဒီဟိုမှာလဲဟိုဗာလဲဒီဟိုခုနတန်လင်းမှာလဲ10ကရှိတယ်ဆိုတော့ပြောရှင်ရုပ်ရှင်အစည်းအုံးနဲ့ရုပ်ရှင်လောကသားတွေအတွက်ကတော့နိုင်ငံတော်ကချိမြင့်ထားတဲ့ဟာတွေကအဲ့လိုမျိုးရှိတယ်အဲ့လောက်ထိတော့များတယ်ပေါ့ဆိုတော့ပြန်တွေးကြည့်တယ်ပေါ့သတင်းမီသတင်းမီဒီယာကောင်စီတို့သတင်းစာဆရာအသင်းတို့ကတော့ရှိတယ်ကောင်စီပေါ့ဗျအထူးသဖြင့်ကောင်စီတို့ဘာလို့တော်တော်အဲ့လိုမျိုးချိမြင့်ထားတဲ့ဟိုအေကနဲ့ချိပြီးချိမြင့်ထားတာမျိုးထားပါတော့နော်အဲ့ဒါထားရန်ကုန်မြို့ထဲမှာပဲဟိုရန်ကုန်မြို့ထဲမှာပဲတော်တော်ပေ60ပတ်လဲပေ80ပတ်လောက်ဒီအထက်မြေကြီးတွေတစ်ခုခုပေါ့ ဟိုသတင်းမြေကောင်စီအတွက်နေရာပေးတာမျိုးမရှိဘူးပေါ့နော်ပြောရရင်ဟိုမြို့တွေကသတင်းမြေကောင်စီရုံးခန်းနေရာလေးပဲရှိတယ်သူတို့ခင်ဗျားလည်းအစည်းအဝေးတွေပါရေလုပ်ရင်တခြားသတင်းစာရှင်းလင်းပွဲတွေလုပ်တာတခြားဒီကောင်စီနဲ့ပတ်သက်တာလုပ်လို့ရှိရင်အခြားကောင်ကပြန်ကြားရေးဦးကြီးဌာနရဲ့ရုံးအောက်ကတချို့ရုံးခန်းလေးတွေကိုငှားသုံးရတယ်ပေါ့သူတို့မှရောက်တယ်ပြောရရင်တော့နောက်တစ်ခါဒီသတင်းစာရှင်းလင်းပွဲကြီးတွေပေါ့ဟို လုပ်ငန်းရှင်တွေပါတီတွေအခြားသောဟိုကိုအကြောင်းတွေသတင်းရှင်းလင်းပွဲလုပ်ရှင်တဲ့သူတွေရှင်းလင်းပွဲလုပ်ဖို့ကိုယ့်ရဲ့လုပ်ငန်းတွေကိုယ့်ရဲ့လက်နာဆုံးရှုံးမှုတွေသတင်းရှင်းလင်းပွဲလုပ်ရှင်တဲ့သူတွေတို့ကြတော့ နေရာမရှိဘူးနေရာမရှိတော့တရိပ်ပြေကောင်စီရှိရင်ကောင်စီရဲ့အပေါ်မှာဟောကမ်းမှာတစ်ခုရှိရပါဘူးဟောကမ်းမှာတစ်ခုရှိတယ်နော်ကောင်စီဆိုကောင်စီရဲ့ယုံဥက္ကဋ္ဌယုံအတွင်းမှုတွေဥက္ကဋ္ဌတွေတသက်စီးစီလာမယ်ယုံကန်တွေရှိရမယ်ပြီးရယုံဝင်တဲ့နေထားတဲ့ယုံကန်ရှိရမယ်အဲ့ဒါပြီးရင်ဟောကမ်းတစ်ခန်းရှိရမယ်ပြီးရင်ဒီဘာတာရေးနိုင်ရေးဘာလို့မလို့ဟောကမ်းတစ်ခန်းဟောကမ်းနှစ်ခန်းလောက်ရှိထားပြီးတော့မှ press conference လို့မဆိုအဲ့ဒီမှာလို့စသဖြင့်အဲ့ဒါမျိုးတွေကိုသတင်းပြကောင်စီတို့ကဒီလိုခက်ခက်နာနာပေးရတာကျွန်တော်နားလည်တာပေါ့နော်ဆိုတော့အဲ့လိုခက်ခက်နာပေးရတယ်ဒါမှမဟုတ်ရွှေရှင် CEO ကတော့ဧကတွေ ရာချီဆဲချီရရပေမဲ့မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကတော့တရားဝင်နိုင်ငံတော်ကတရားဝင်နိုင်ငံတော်သမ္မတရဲ့အဲရှေ့မောက်မှာကျန်းသက်သာကြီးဆိုပြီးဖွဲ့စည်းထားတဲ့အဲကောင်စီကတော့မြေတကွက်တော့မရှိဘူးဆိုတော့ကျွန်တော်တို့တိုင်းပြည်ကအဲ့လိုအဲ့လိုတော့ရှိတယ်ပေါ့နော်ဆိုတော့အပိအမြောက်ပြုတော့ဘာလို့အပိအမြောက်ပြုတယ်လဲဆိုရင်အဲ့လိုလိုတော့ရှိတယ်ဒါရခင်အစိုးရတွေလုပ်ခဲ့တဲ့ဟာတွေပါအခုအစိုးရကတော့ ဒါတခုခုတော့လုံမှာပေါ့ဗျာသူတို့လည်းတခုခုတော့လုံပေးခြင်းနဲ့စိတ်ရှိကောင်းရှိပါလိမ့်မယ်ဒါပေမဲ့ NLD ဆိုရတဲ့တော့ NLD ကနေပြီးတော့မှာသတင်းသမားတွေအတွက် media corner ဖွဲ့ပြီးမှဘာညာဆိုပြီးတော့နေပြီးတော့မြို့မစီနောက်မှာမြေခွက်တွေ share တော့လုံပြီးဖူးတယ်ဒါပေမဲ့ပျောက်သွားတာအဲ့ဟာလေဆိုတော့ဒါမျိုးတွေတော့ရှိရပေါ့ဆိုတော့ဘာဖြစ်ဖြစ်ရှင်စည်းဟိုတော့အားကြပါတယ်ရုပ်ရှင်စည်းဟိုအားကြပါတယ်သတင်းမီဒီယာကောင်စီဟိချူတော့ကကျွန်တော်ကြည့်မယ်ဆိုရင်ရုပ်ရှင်စည်းဟိုအားကြပါတယ်ပြီးတော့ journalist ကြောက်နေကြည့်မယ်ဆိုရင်ရုပ်ရှင်လောကသားတွေကိုအားကြပါတယ် ်အားလည်းအားကြပါတယ်တကယ်အားကြပါတယ်ဘာလို့ဆိုတော့သူတွေကနိုင်ငံမှာဒီခက်ဆက်ဆက်တက်လာတဲ့အစိုးရဆက်ဆက်ရေပန်းစားပေးခြင်းခံရတယ်ဦးစားပေးခြင်းခံရတယ်ဟိုရှင်းပြရင်တော့သူတို့စော်ကားခြင်းနဲ့စော်ကားတာကိုလည်းနိုင်ငံတော်အစိုးရတာဝန်ရှိသူအကုန်လုံးကတိခံခွင့်လုပ်ပေးကြတယ်ဒါသတင်းမီဒီယာတွေကနည်းနည်းစော်ကားလို့ရှိရင်တော့ထောင်ထဲကိုတန်းထည့်တယ်အဲ့လိုတော့ကွာတယ်ပေါ့ဗျာနည်းနည်းတော့စဉ်းစားကြရတော့ကောင်းပါတယ်နော်ဟိုသရုပ်တာမန်နိုင်လို့ဒါသတင်းမီဒီယာတွေကပြောပြီးမဲ့ ဲဇိုရမန်တိုင်းယူထောင်းတဲ့တဲ့အေးပါတယ်ဆိုတာပိုတွေးတာထိဆုံးอ่ะဆိုတော့အဲ့လိုတော့ကွာတယ်ပေါ့နော်ဆိုတော့ဒါလို့ရှင်စီရယ်သူရဲ့ EY ခေါ်တာလေးကြည့်ပြီးတော့ပြောတာပါအဲ့တော့ပြီးခဲ့တဲ့ကာလတစ်လျှောက်လို့ဘယ်ရှင်စီယုံက